Burma Independent Voice မစင်သုံးစကူလောက်တောင်အသုံးမဝင်တော့တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့စေသဘောတူစာချုပ် NCA စာချုပ်ချုပ်ဆိုခြင်းနှစ်ပတ်လည်အခမ်းအနားတွေဟာအနာသိန်းစေကောင်းဆောင်မင်းအောင်လှိုင်အတွက်လူလုံးထွက်ပြအလိညာစကားတွေပြောဖို့အခမ်းအနားတစ်ခုထက်မပိုဘူးဆိုတာသိတာထင်ရှားပါတယ်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့စေသဘောတူစာချုပ် NCA စာချုပ်ဟာ2010ရွေးကောက်ပွဲအပြီးတက်လာတဲ့ချက်ဖို့ပါတီကသမရဦးသိန်းစိန်လက်ထက်မှာဖြစ်ပေါ်လာတာပါ NCA စာချုပ်ကို2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာအဲ့ဒီချိန်ကအစိုးရစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့တို့ကလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီတိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ကတော့ကင်းမျိုးသားစီယုတ် KNU ရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSA SSA ပို့မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် BNL ချင်းမျိုးသားတအူး CNF မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ALP ၊ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNL PC ၊ Democracy အကျိုးပြုကရင်တပ်မတော် DKB တို့ဖြစ်ကြပါတယ်။2018ခုနှစ်ဖေဖော်ဝါရီလ13ရက်နေ့မှာမွန်ပြည်သက်ပါတီ NSP နဲ့လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU တို့ကထပ်မံလက်မှတ်ရေးထိုးခဲ့တာကြောင့် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့က10အဖွဲ့အထိရှိခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးတာမှာအင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကြီးဖြစ်ကြတဲ့ WB သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊အချင်းလွတ်လပ်ရေးတပ်မတော် KIA တို့မပါဝင်ခဲ့သလိုအခုအချိန်မှာအာနာသိန်းစစ်တပ်နဲ့အပြင်းထန်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့လည်းမပါဝင်ပါဘူး။ ခုချိန်မှာတော့ညီနောင်မဟာမိတ်သုံးွယ်တဲကအရခတက်တော် AA နဲ့မြန်မာစစ်တပ်တို့ကြားမှာရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့မကွေးပကူ AR အစစ်ဒေသတွေမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။ရခိုင်ပြည်နယ်မှာဆိုရင်လည်းအရခတက်တော် AA ကမြို့နယ်ပေါင်း18မြို့နယ်ရှိတဲ့အထက်က14မြို့နယ်ကိုတိမ့်ပိုက်ထိန်းချုပ်ထားနိုင်ပါတယ်။ကချင်ပြည်နယ်ဗမော်နဲ့ဖားကန့်တို့မှာလည်းအချင်းလွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေနဲ့မြန်မာစစ်တပ်တို့ကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။ ်ဆီယနာသိမ်းပြီးနောက်ပိုင်းအာနာသိမ်းစစ်တပ်ကလက်နက်ကင်တိုက်ခိုက်နေတဲ့ဒေါ်လန်အင်အားစုတွေကနိုင်ငံတော်ဝန်ကမြို့နယ်ပေါင်း102မြို့နယ်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးအာနာသိမ်းစစ်တပ်ကတော့10မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အာနာသိမ်းစစ်တပ်က10မြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာကြောင့်အခုချိန်မှာတော့ဒေါ်လန်အင်အားစုတွေသိမ်းပိုက်ထားတဲ့မြို့ပေါင်း94မြို့အထိရှိပါတယ်။မြန်မာ Peace Monitor ကခောက်ယူထားတဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာဆီယနာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေ2025ခုနှစ်စက်တင်ဘာလ23ရက်နေ့အထိနိုင်ငံတော်မှာတိုက်ပွဲပေါင်းအကြိမ်2583ကြိမ်တည်းမနေ့ဖြစ်ပွားခဲ့ပါတယ်။နိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA စာချုပ်ဟာပတရားဆီယနာသိမ်းမှုကြောင့်ပျက်စီးသွားခဲ့ပြီဖြစ်တယ်လို့ဆီယနာသိမ်းခဲ့တဲ့လူရဲဟာအဲ့ဒီအချိန်ကစာချုပ်လက်မှတ်ရေးထိုးစဉ်မှာအထူးတက်တည်ဖြစ်ပါဝင်ခဲ့ကြတဲ့ကုလသမဂ္ဂဥရောပသမဂ္ဂ ဖိယုတ်အိန္ဒိယဂျပန်နဲ့ထိုင်းနိုင်ငံတို့ကအသီးသက်တွေကလည်းမျက်နှာအုံမဲ့အုပ်ခံလိုက်ရတဲ့ခြေရပါပဲ NCA စာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြတဲ့တိုင်းရင်းသားလက်နက်ကိုင်စေဘွဲဟာဆရာနာသိမှုဖြစ်ပွားစဉ်မှာအာနာသိမှုကိုလက်မခံနိုင်ကြောင်းထုတ်ပြန်ခဲ့ကြပါတယ်လက်မှတ်ရေးထိုးထားတဲ့စေဘွဲတွေက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့6ခုကတော့ NCA စာချုပ်ဟာပြည့်ပြည့်ကြောင်းပြောဆိုထားပြီးအာနာသိစစ်တပ်ကိုလက်နက်ကိုင်တိုက်ခိုက်နေကြပါတယ် NCA စာချုပ်ဖြစ်လာဖို့ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့အထက်မှာအခုအခေါ်ငြိမ်းချမ်းရေးပွဲစားတွေလည်းပါဝင်ခဲ့ကြပါတယ်။အဲဒီငြိမ်းချမ်းရေးပွဲစားတွေကတော့အခုချိန်မှာအာနာတိန်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုမော်ဖူးပြီးထားရနေဆရာသွားရတဲ့အခြေအနေကိုရောက်ရှိနေပါပြီ။ငြိမ်းချမ်းရေးပွဲစားတွေကမျိုးအုံးမြင့်လိုလူမျိုးဆိုရင်လည်းဗေနီးယားကဖြစ်ဖြစ်စစ်ကောင်းဆောင်မင်းအောင်လှိုင်အတွက်တောက်တိုင်ဖြစ်ရည်တည်နေတဲ့အခြေအနေရှိပါတယ်။လှမောင်ရှိအောင်နိုင်ဦးလိုလူမျိုးတွေကလည်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကသာခေါ်သုံးရင် အချိန်မရွေးစတဲ့တောက်တိုင်ဖြည့်လုပ်ဖို့အစဉ်သစ်ပြင်နေကြတော့မှာပဲပြောရရင်တော့ငញ្ញံရေးပွဲစားတွေပေါ်ဆောင်ခဲ့ကြတဲ့ဘိုင်းခွက်ချင်းတိုက်တဲ့ငញ្ញံရေးနဲ့ NCA စာချုပ်ဟာဘာနှစ်သာရမှမရှိပဲအဲ့ဒီတုန်းကတိုက်ခဲ့တဲ့ဝိုင်းခွက်တွေကိုအနာသိစေကောင်းဆောင်မင်းအောင်လိုင်ကခြေစည်းခွက်အဖြစ်ပြောင်းလဲပစ်ခဲ့ပြီးပါပြီ NCA စာချုပ်ရဲ့ရည်ရွယ်ချက်ထဲမှာနိုင်ငံရေးပြဿနာတွေကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ဆိုတဲ့အချက်ပါပဲမဲ့စေကောင်းဆောင်မင်းအောင်လိုင်က ဒါကိုဂယုမဆိုင်ပဲလက်နဲ့နဲ့အာနာသိမ့်လိုက်တာဟာမြမစစ်တပ်က NCA စာချုပ်ကိုသူတို့အကျိုးစီးပွားအတွက်ကလွှဲရင်လုံးဝဂယုမဆိုင်ဘူးဆိုတာကိုပြသလိုက်တာဖြစ်ပါတယ်။ဆေယနာသိမ့်ပြီးချိန်မှာလည်းနိုင်ငံတော်ဝန်မှာလက်နက်ကင်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေပေမဲ့စစ်တပ်နဲ့တိုက်ပွဲတွေမဖြစ်အာနာသိမ့်စစ်တပ်ကိုမဆန့်ကျင်ရဲတဲ့လက်မှတ်ရေးထိုးထားတဲ့လက်နက်ကင်အဖွဲ့အနေငယ်နဲ့သာ NCA စာချုပ်နှစ်ပတ်လည်အခမ်းအနားတွေပြုလုပ်နေတာက နိုင်ငံရေးအရာအုံချနေတဲ့ဟန်ပြလုံရက်နေတာဖြစ်ပါတယ်။ဒါအပြင်အာနာသိစေကောင်းဆောင်မင်းအောင်လိုင်းလိုစင်မြင့်မှာစကားပြောရတာကြိုက်သူအဖို့ဒီလိုအခမ်းအနားတွေဟာသူ့အတွက်တော့စီတယ်မလက်တော့ဘွားလို့ဖြစ်နေတဲ့အလိညာစကားတွေကိုပြောဖို့စိတ်ကြရေးဆွဲစီစဉ်ထားတဲ့ပွဲတစ်ခုတည်းမပေါ်ပါဘူး။မနက်ဖြန်အောက်တိုဘာလ15ရက်နေ့အာနာသိစစ်တပ်ကစီစဉ်ပြီးလုပ်မဲ့ NCA စနစ်ပြည့်အခမ်းအနားမှာအာနာသိစေကောင်းဆောင်မင်းအောင်လိုင်းက သူကိုယ်သူပေးထားတဲ့ယာရုတွေနဲ့မိကွန်းတက်ပြောအောင်မှာပါ။သူပါပြောမလဲဆိုတာကခံမရလွယ်ကူပါရဲ့။သူပြောမဲ့စကားတွေဟာစီတယ်မလက်တော့ဘွားလို့အခါခါထက်နေပြီး သူကလွင်ရင်ကျန်တဲ့လူတွေအဖွဲစည်းတွေအားလုံးကို ပြစ်တင် ပုတ်ခတ်ပြောဆိုအောင်မှာဖြစ်ပါရဲ့။ဆရာနာသိနေတဲ့၄နှစ်ကျော်၅နှစ်တာနီးပါးအတွင်းမှာလဲဒီလိုအခြေမြင့်မရှိတဲ့စကားတွေကိုအများအပြားပြောဆိုခဲ့ပြီးပါပြီ။ဆရာနာသိမှုစိုးကြောင်ဖြစ်လာတဲ့အကျိုးဆက်တွေကိုဖြူသူလူလူပေါ်ပုံချပြောဆိုတာတွေ ပြည်သူတွေဟာအသိပညာနဲ့လို့အခုလိုဖြစ်ရပါတယ်လို့ပြောဆိုတာတွေအာဏာသိမ်းမှုကိုစန့်ကျင်ပြီးလက်နက်ကင်တိုက်ပွဲဝင်နေတဲ့လူငယ်တွေကိုပြစ်တင်ပြောဆိုတာတွေလည်းအများအပြားပြောခဲ့ပြီးဖြစ်ပါတယ်။အခုလာမယ့်ဆယ်နှစ်ပြည့်အခမ်းအနားမှာလည်းအာဏာသိမ်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာသူ့ရဲ့မတရားအာဏာသိမ်းမှုကို ဖုံးကွယ်ပြီးမဲမတမာမှုကြောင့်အာဏာထိန်းရပါတယ်ဆိုပြီးပြောမယ်။စစ်တပ်ကကျူးလွန်နေတဲ့ဆရာဆွေးမှုတွေနဲ့အကြမ်းဖက်မှုတွေကိုဖုံးကွယ်ပြီး ိုင်ငံရေးပြဿနာတွေကိုနိုင်ငံရေးနည်းနဲ့မပြေရှင်းပဲအကြမ်းဖက်လက်နက်ကိုင်နဲ့နှီးလန်းကိုရွေးချယ်ခဲ့ကြတယ်ဆိုပြီးပြောဦးမှာ ဖြစ်ပါတယ်။ဒါအပြင်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့ NUG CRPH တို့ဟာပြည်ထရက်လူငယ်တွေကိုသွေးထိုးမြှောက်ပေးနေတယ်လို့သွေးခွဲတဲ့စကားတွေလည်းပြောဆိုအောင်မှာဖြစ်ပါတယ်။ဒါရင်မကားသေးပဲစစ်ကောင်းဆောင်မင်းအောင်လည်းဟာသူ့ကိုယ်သူအာဏာတက်လွှဲမဲ့အတူရောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးကြဖို့လည်း ပြောဆိုအောင်မှာထေချပါရယ်လက်ရှိအချိန်မှာနိုင်ငံတော်ဝင်တိုက်ပွဲတွေဖြစ်ပွားပြီးတိုင်းပြည်ကစစ်နုံလဲရောက်နေသလိုအဘက်ဘက်ကပြိုလဲနေပေမဲ့လည်းသူဘလို့ဆွမ်းဆောင်နိုင်ခဲ့ကြအောင်ဘုံပေါ်တဲ့စကားတွေကိုလည်းထည့်သွင်းပြောဆိုမှာထေချပါရယ်ဒါအပြင်နိုင်ငံတော်ဝင်မှာအာဏာသိမ်းစစ်တပ်ကြုံတွေ့နေရတဲ့စီရေးရှုံးနိမ့်မှုတွေကိုဖုံးကွယ်ပြီးအနေငယ်အသာပြန်ရလာတဲ့ရှမ်းမြောက်ချီနေတွေကိုပြောပြပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုချင်းချောက်ပြောဆိုတာတွေလည်းလှုံ့ဆော်လာမှာဖြစ်ပါရယ် ဒါအပြင်သူကြုံတွေ့ခဲ့ရတဲ့စည်ရေရှုံနေမှုတွေဟာတော်လိုင်းအင်အားစုတွေကိုအနောက်နိုင်ငံကြီးတွေက နောက်ွယ်ကနေကျူးကန်ချေလည်နေတာအကြောင်းဆိုပြီးအကြောင်းပြပြောဆိုအောင်ပါဖြစ်ပါတယ်။အဲ့ဒီလိုနိုင်ငံကြီးတွေကသူတို့ကိုကြိုးစည်းဝါးအတွက်မြန်မာနိုင်ငံကိုအတုံးချနေတာလို့ဆွဆွဲပြောဆိုမှဖြစ်ပြီးသူအားကိုအားထားပြုနေတဲ့တရုတ်နိုင်ငံကိုတော့ချီးမြှောက်ပြောဆိုမှတည်ကြပါတယ်။ အဲ့ဒီလိုမျိုးအနာသိန်းစစ်ကောင်းဆောင်မရောက်နိုင်ပြောမဲ့စီတယ်မလက်တော့ကွာအလိညာစကားတွေကိုတရုတ်ဖီအားနဲ့တက်ရမယ်မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်ခုနှစ်ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ပြည်တော်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FNNCC အဖွဲ့ဝင်တွေနောက်တစ်ခါစစ်တပ်ကိုမလွန်ဆန်ဝင်တဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့နဲ့စစ်တပ်ကလုံးမဲ့အတူရောင်ရွေးကောက်ပွဲမှာအိမ်ဖြစ်ဖြစ်ပါပေးရမယ်နိုင်ငံရေးပါတီတွေ နောက်တစ်ခါမကောင်းတက်လို့တက်ပေးရမယ်နိုင်ငံတကာတန်တမန်အချို့ကတော့ဒီလိုညီငွေပွဲရာဩဝါဒစကားတွေကိုခံနေရအောင်မှာဖြစ်ပါတယ်ဒီခန်းနာတွေမှာအခုလုံးမဲ့ NCA စနစ်ပြည့်အခမ်းအနားမှာငင်းငင်းပွဲစားတွေရဲ့မျက်နှာကိုထပ်ပြီးမြင်ရဖို့ရှိလာသလိုစစ်တပ်တောက်တိုင်အဖြစ်ရည်တည်ဖို့တာဆူနေကြတဲ့ဖောက်ပြန်တဲ့နိုင်ငံရေးသမားတို့ရဲ့မျက်နှာကိုလည်းမြင်တွေ့ရနိုင်ပါတယ်စစ်တပ်တောက်တိုင်မီဒီယာတွေကတော့ ဒီလိုခန်းနာတွေကိုတရင်တက်ယူပြီးခန်းနာထွေဝါတွေဝါရဖြန့်ချီကြမှာလေအသေးချာပါပဲဤသို့ပြင်ဆိုသေးကမူဆရာနာတိမ်မှုနဲ့အတူစုပ်ဖြဲခံလိုက်ရတဲ့ NCA စာချုပ်ဟာမစင်တုတ်တဲ့စက်ကူလောက်တောင်တန်မှုရှိတော့ပဲ NCA 10နှစ်ပြည့်ခန်းနာဆိုတာကလည်းအနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်အတွက်အခါခါထက်နေတဲ့လိန်ညာစကားတွေကို ပြောဖို့စီစဉ်ထားတဲ့အခမ်းအနားတစ်ခုထက်မပိုပါဘူးတေချာတာတစ်ခုကတော့ NCA 70ပြည့်ခန်းနာမှာမြင်တွေ့ရမယ့်မျက်နှာတွေအမိနမတွေဟာဆရာနာသိမ့်မှုတမိုင်းတရခန်ဆင်းရင်ထဲမှာရေးထိုးထားရမယ့်လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေဖြစ်ပြီးအဲ့ဒီခန်းနာမှာပြောဆိုကြမယ့်စကားတွေကလည်းတမိုင်းတရခန်စကားများတာဖြစ်ကြောင်းအခိုင်အမာတင်ပြလိုက်ရပါတယ်ခင်ဗျာ Burma Independent Voice